်ဘင်ဂျမင်ဖရန်ကလင်၏ခြေတံများပိုင်ဆိုးဝေကိုမိတ်ဆွေများထံသို့ ခေဖို့ငါဖို့တွားရခြင်းထက်ကိုကကုညီဘေးကမ်းရန်တွားရခြင်းကပို၍ကောင်းမှပေသည်တို့ရတွင်ထိုနှစ်ခုစလုံးနှင့်မသက်ဆိုင်ဘဲတွားရခြင်းမှာကတာ၍ကောင်းသော အကောင်းဆုံးဖြစ်ပေ၏ယခုကကျွန်တော်ဒီအစိုးဆုံးသောအနေအထားဖြင့်ကျွန်တော်မိတ်ဆွေရှိရာသို့တွားရလျက်ရှိကြပြီး အစိုးဆုံးသောအနေထားမှန်ပေသည်ထိုအစိုးဆုံးသောအနေထားများသည့်ကျွန်တော်တကိုယ်လုံးကိုသာမကကျွန်တော်အာတွဲလောင်းခုထားသည့်မိမနှင့်ကလေးများအားလည်းဖြစ်စည်းလျက်ပင်ရှိပါတော့သည်ကျဲတကွန်လာနေတဲ့အတန်ကို ခမားကြာမိပါဒလားအကျွေးစင်းရနေလာနေတဲ့အတန်ကိုကျွန်တော်ကြားနေရတယ်ကျွန်တော်ဒီလာနေတဲ့အကျွေးစင်းရွေရဲ့အတန်ပေါ့အဖြစ်အပျက်တွေထဲမှာ ကမ္ဘာတမိုင်းဆရာတွေရဲ့မှတ်တမ်းထဲမှာတူကြတဲ့ပြည့်ရက်တွေရှိကောင်းရှိခဲ့မှာပေါ့အရာအလုံးအပေါ်စိတ်ဝင်စားမှုကင်းမဲ့ပြီး နေ့စဉ်သတင်းစာနဲ့ဂျာနယ်မဂဇင်းတွေကိုတောင်းဂရုတစိုက်မဖက်ဖြစ်ခဲ့တဲ့ကျွန်တော်အဖို့တော့ကမ္ဘာကြီးပါတွေဖြစ်နေတယ်ဆိုတာသိမသိတော့ပါဘူးအဲ့ဒီမင်းညတော့ကကျွန်တော်ဟာလင်းငန်ဒီမှာအိပ်ပျော်ခဲ့ရတယ် အသက်ရောက်လာမည်နှစ်သက်ကိုကြိုဆိုတဲ့အနေနဲ့တပတ်ခမ်းမှပျော်ရွှင်မှုရဲ့တောက်စားနေကြတဲ့တွေကိုချိန်မိတ်နားထောင်ရင်တည်တင်းတင်းမြည်နေတဲ့တိုင်ကန်းနာရီအိုကြီးကိုငေးကြည့်ရင်ကျွန်တော်ပေါ်ကန်ဆိုးခြင်းနေတာတပွေးတပိုက်ကြီးလက်ဆောင်ပေးခဲ့ပြီးအသက်ဆက်ဆက်ကုံဆုံးသွားတဲ့ထိုနှစ်ကြီးကိုအန်ကျိတ်တောက်ခေါက်ဒေါသဖြစ်ရင်အိမ်မပျော်ပဲဖြစ်နေခဲ့ရတာပါ၃နှစ်ကျော်ရှိမှဆုံးဖြတ်ချက်တစ်ခုကိုချပြီး ကျွန်တော်အိပ်ပျော်သွားခဲ့တယ်။လူတယောက်ရဲ့ဘဝကိုဘယ်တော့မှကန့်ဆိုးမိုးမောင်းတဲ့အတင်းပြစ်ချလို့မရဘူးလို့ကျွန်တော်ယုံကြည်တယ်။ဒါကြောင့်မယ်ဆုံးဖြတ်ချက်အတိုင်းကျွန်တော်ဟာကျွန်တော်မိတ်ဆွေရှိရာချီတက်လာပေါ့ဆက်သွားဆက်သွားကျွန်တော်မှရှိသမျှစိတ်ဆန္ဒအလုံးကို စုစည်းပြီး ကျွန်တော်မိတ်ဆွေရှိရာချီတက်လာခဲ့တာပါပဲကျွန်တော်ကိုယ်ပေါ်မှာတော့နှစ်ပေါင်းများစွာဝစ်ဆင်ခြင်းမရှိတဲ့ ဂမ်မီရကုတ်အင်ကြီးဖဖာကြီးကိုဝစ်စင်လို့ပေါ့အထူးတက်လေဝစ်စင်လာခဲ့တဲ့ဒီအင်ကြီးဟာအများမြင့်မှာတော့စုတ်ချချာလို့ထင်စရာရှိပေမဲ့ကျွန်တော်အဖို့တော့ဂုံတိတ်ခပြေဝပါပဲမိဘဘိုးဘွားသင်သက်အမွေအနှစ်ပေးခဲ့တဲ့အင်ကြီးကြီးဖြစ်တာကြောင့်မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင် အချိုးကြကြ တိုင်းထွာချုပ်လုပ်ထားတာကြောင့်လည်းမဟုတ်ပါဘူး လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကအိန္ဒိယလေဘေးတန်းမှဝယ်ခဲ့တဲ့အင်ဂျီကြီးပါစူးစမ်းသိမကြပေမဲ့နှွေးနှွေးထွေးထွေးဖပါရရာရှိလာတဲ့စောင်းဝက်အင်ဂျီကြီးပါ ကျွန်တော်ပြောလိုတာကဒီအင်ဂျီကြီးရဲ့တမိုင်းကြောင်းနဲ့စူးစမ်းကြာနာမှုမကြာနာမှုအကြောင်းမဟုတ်ပါဘူးဒီအင်ဂျီကြီးမှာအိတ်ကတ်တွေအများကြီးပါပြီးပိုက်သက်တွေအများကြီးထည့်လို့ရတဲ့အကြောင်းပြောလို့ရင်ပါပြီးတော့ ဒီအင်ကြီးကြီးဟာအချိုးသားမကြလှပေမဲ့လူများကို စွဲဆောင်မှုရှိပြီးဒီအင်ကြီးဝတ်ထားတဲ့အခါကျွန်တော်ကိုလူအများကစိတ်ဝင်စားမှုဖြစ်စေတယ်လို့ကျွန်တော်ယုံကြည်ထားတာကြောင့်ပါပဲတစုံတစ်ယောက်စီကပိုက်ဆံ့ချေးလို့တဲ့အခါဒီအင်ကြီးကြီးကို ကျွန်တော်အမြဲဝတ်နေကြပါပဲကျွန်တော်ရဲ့ဂံမီရာကုတ်အင်ကြီးကြီးမင်းညာကအေးရေးပြက်ခန့်စဉ်းစားဆုံးဖြတ်ထားတဲ့အတိုင်းကျွန်တော်မိတ်ဆွေစီကပိုက်ဆံ့ချေးဖို့ ထွက်လာခဲ့ခြင်းမှာပဲအကောင်းဆုံးသောယင်းနှိရှဖွေခြင်းမှာတစုံတယောက်ထံမှပိုက်ဆံကြည့်ခြင်းဖြစ်သည်ဟုတစုံတယောက်က ကျွန်တော်အားအကြံပေးခဲ့ဘူးတာကိုကျွန်တော်ဘယ်တော့မှမမေ့ပြီးတော့ဘင်ဂျမင်ဖရန်ကလင်က ပြောခဲ့ဘူးတယ်မဟုတ်လားပိုက်ဆံရဲ့တန်ဖိုးကိုသိကျင်ရင်တစုံတယောက်စီကပိုက်ဆံချေးကြည့်လိုက်ပေါ့တဲ့ကျွန်တော်မှယင်းနှိပြုစရာ ပိုက်ဆံတွေအများကြီးလိုအပ်နေသည်အကျွေးပေးစရာ ပိုက်ဆံတွေ များကြီးလိုနေသည်ကလေးတွေအတွက်ပိုက်ဆက်တွေများကြီးလိုနေသည်နေသင်သာဝတ်နေရေးအတွက်ပိုက်ဆက်တွေများကြီးလိုနေသည်လိုသည်လိုနေသည်အဝေးကြီးသောနှစ်တည်စီကရေတန်တွေကျွန်တော်ကြားနေရတယ်ဘဝမှာကြားနေရတယ်ဘဝမှာကျွန်တော်ဟာပသင်းတကောင်လောက်တောင်မြင့်မြင့်မပြတ်တမ်းနိုင်ခဲ့ပေမဲ့စိတ်ကူးကြတော့အမြင့်ဆုံးတည်ရင်တတ်တဲ့ကောင်မှာ ထင်သလိုလွင်မျောနေတဲ့တိမ်တိုက်တွေထဲမှာကျွန်တော်ပုံသူကိုကျွန်တော်ထူစစ်ခဲ့တယ်။အင်းဖပြုတ်လိုကောင်တွေကလောင်ပြောင်ရေမောနေကြလိမ့်မလား။ကျွန်တော်မိတ်ဆွေကကျွန်တော်ကိုတန်ကောင်းတမန်ကောင်းတူလို့ကြိုဆိုပါမလား။ဝင်းမလွေတွေကတော့သူတို့ထက်အင်အားတရင်လေးစားတတ်ကြတယ်။အမေရိကန်တမရကြော်တွေကတော့သူတို့ရဲ့ယောက်ျားတွေကိုအခြားတမရတွေထက်တော်တဲ့ အတော်ဆုံးတတ်မှတ်ဖြစ်စေခြင်းညတာပါပဲကျွန်တော်မိတ်ဆွေဟာကျွန်တော်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်ပါမလားအရာရာဟာဘာတစ်ခုမှမသေးချဘဲနဲ့ကျွန်တော်ဟာကျွန်တော်မိတ်ဆွေရှိရသည်သွားနေတယ်ကို့မျော်လင့်ချက်ဆိုတာအများတန်းတော့ကို့ကိုအပြုံးနဲ့စောင့်ကြုံမနေတတ်ဘူးပေါ့လေအများတန်းယုံပြည့်နေရသေးမယ်လို့ဘယ်သက်ဆရာမှမျော်လင့်ထားလို့မရဘူးမဟုတ်လား တို့ရရကောင်းကင်ဘုံနဲ့အမြဲတမ်းထိတွေ့နေတယ်။ကိုလိုချင်တဲ့အရာကတောင်ဘက်မှာရှိနေပေမဲ့ကိုကမြောက်ရက်စီဥတီပြီးသွားနေမိပြန်ရော။ကိစ္စမရှိပါဘူး။အစင်မပြေမှုတွေကိုချောင်းဆိုးခြင်းဖြစ်နဲ့အသွင်ပြောင်းလဲခဲ့ရတာကျွန်တော်အဖို့ရိုးလာပါပြီ။အကောင်းစားဆိုပါသက်ဒီကုံတွေမလိုချင်ပါဘူး။အကောင်းစားသိကူးစိတ်တန်းတွေပေါ်မှာကျွန်တော်အမြဲတမ်းထိုင်းနေခဲ့တာပါပဲ။ ကျွန်တော်မိတ်ဆွေတွေကပိုက်သန့်နေချီးရခဲ့လျင် ဟောဒီအိတ်ကတ်ကြီးထဲမှာဟောတယ်လို့ထဲ့မယ်စမ်းမစမ်းပါမလားဟောဒီညာဘက်ဘေးမှာလည်းအိတ်ကတ်ကြီးတစ်လုံးပါသေးရဲ့ကျွန်တော်မျက်စိထဲမှာပိုက်သန့်နေပြန်ဝဲနေတယ်နှစ်ရာတန်း3-4ရက်ထက်ပို့ပြီးမပိုင်ဆိုင်ဘူးတဲ့ကောင်ဆိုတော့ငွေ9000တောင်းတာဘလောက်များပါလဲလို့သူများကိုမေးอยู่ရတယ်ဟာကောင်က9000တောင်းတာ9000ပဲပေါ့ကွာ လို့မကြခဏငေါက်ခံရတာမှတ်မိသေးတယ်။တကဘာလုံးကသုံးနှုံးနေကြတဲ့ငွေကြေးစကားတွေကိုလည်းမစားရဝါကမန်ကျွန်တော်ကြားရောက်နေမိပြန်တယ်။ငွေလဲလှယ်မှုနှုံတာတွေဈေးကွက်စည်းဝါရေးစနစ်အကြောင်းတွေ ATM လို့ခေါ်တဲ့အလိုအလျောက်ငွေထုတ်ဆက်ကြီးတွေ FEC တွေဒေါ်လာတွေရှယ်ယာပွဲစားတွေစုံလို့ပါပဲမမှတ်မိသေးပါလေဗျာရွှေဆိုင်ကြီးတစ်ခုမှာငွေရည် တွတ်ဖို့တန်းစီပြီးထိုင်းနေကြတဲ့မိန်းကလေးတွေလှမလှနဲ့ကျွန်တော်တို့မြန်မာနိုင်ငံဟာလည်းကိမိတိုးတက်စွာဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့တဲ့9နှစ်10နှစ်လောက်တောင်ရှိခဲ့ပြီမဟုတ်လားဟောဖက်ဆက်ကုမ္ပဏီကြီးတွေဖက်ဆက်ဘဏ်ကြီးတွေအရှိုးရှိုးပေါ်ပေါက်လာခဲ့ပြီမဟုတ်လားနေသင့်တို့ငွေကြေးတင်းစားတွေကပေါ်ပြနေတဲ့အပြည့်ပြည့်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ကြီးအကြောင်းတွေ စတော့ရှယ်ယာပိုင်ဆိုင်သူတွေအစုရှယ်ယာပိုင်ဆိုင်သူတွေငွေကြေးအတက်အကျတွေကိုယ်စားလှယ်တွေအယောင်းဝယ်တွေအနာကတ်ရောင်းဝယ်ရေးအကြောင်းတွေစုံလို့ပါပဲကျွန်တော်မျက်စိထဲမှာငွေကြေး ဆက်ရန်နေရာကြီးဟာအဆက်မပြတ်လက်ပတ်နေုံသာမကကျွန်တော်နားထဲမှာလည်းငွေကြေးစကားတန်းနေပဲစူးညံ့နေတော့တယ်ဒင်ငါးပြားတွေကျမ်းပေါ်တွန်ချလိုက်တယ်လို့တချွန့်ချွန့်မြည်နေုံမြတာမဟုတ်ပါဘူး ပေပါကြီးနှလုံးကို ရှင်းနောက်ရှင်တွဲပြီး နောက်က ခြေထောက်နဲ့လှန့်ကန်နေတယ်လို့တချိန်ချင်းမြင်နေတာပါကိုလိုကပိုက်ဆံဘလောက်လို့လို့လဲပြောလေအာမနာပါနဲ့သူကအဲ့တလို့မေးခဲ့ရင်ကျွန်တော်ပသက်ကထွက်ရမှာအာတုံအာနာဖြစ်ကောင်းဖြစ်နေလိမ့်မည်လားအဲ့တလို့ဖြစ်နေရင်ပထမဆုံးကျွန်တော်ကလက်ငါးချောင်းကိုပဲထောင်ပြလိုက်မှာပေါ့ငါးတောင်းမြမကြက်ငွေ၅တောင်းလောက်တော့ဒီလူအဖို့တိတ်ခတ်ခဲလိမ့်မည်မဟုတ် တခါမှတော့ဒီလူစီကပိုက်ဆက်မချင်းငါဘူးပေါ့လေသူ့မှာမြမငွေကြက်အလွယ်တကူရှိကောင်းမရဲ့တခါမှတော့ဒီလောက်များများဘသူစီကမှမချေးဘူးပါဘူးလေဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်လိုအပ်ချက်တွေကတိတ်များနေတယ်အကျွေးတွေလည်းတင်းနေတယ်ကလေးတွေလည်းဟင်းကောင်ကျွေးကောင်မစားရကြပြီမိမကလည်းမြင်းရင်ရှက်ရည်စားကျင်လိုက်တာကွာလို့မကြခဏပဲညှဉ်းညူရှာတယ်ကလေးတွေအတွက်เจ้าကချိန်ဖို့ကြီးကအစ ဟိုကြီးဒီကြီးတွေကလည်းပေးရများနေတယ်မဟုတ်လားအဲ့တော့9တောင်းလောက်ချေးမှ လုံလောက်မယ်အရင်တော့ကလိုပဲ၄900လောက်သာဆိုရင် အသေးသုံးလိုအပ်ချက်ကလေးတွေနဲ့ပဲကုန်သွားမှာဘာလို့ငန်းမှ လုတ်ပြမှာမဟုတ်ဘူးလေပေးရရှိတဲ့ကြွေအောင်းတွေအကုန်ဆက်ပြက်လိုက်မယ်ကြံတဲ့ငွေနဲ့ဘာလို့ရပါကျွန်တော်မိတ်ဆွေတယောက်ကတော့စာအုပ်အယောင်းဆိုင်ကလေးတီထောင်မှုအကြံပေးထားတယ်ဒါဆိုဆိုင်ငန်း900ရမယ်သဘောတင်ရမယ်ဖြစ်နိုင်မယ်မထင်ဘူး အကျွေးဟောင်းတွေကလည်းမဆက်လို့မဖြစ်တဲ့အခြေအနေမှာရောက်နေပြီ9000လုံးအကုန်သုံးရင်တော့လောက်မလောက်ပါမလားဒီတော့ကျွန်တော်တို့လုပ်ငန်းတစ်ခုခုကတော့မဖြစ်နိုင်မိမအတွက်ပဲလုပ်ငန်းကလေးတစ်ခုခုစဉ်းစားရတော့မယ်မုံရင်ငါးတိုင်ကလေးဖွင့်ရမလားအတုံးစုံဆိုင်ကလေးဖွင့်ရမလားဈေးတောက်မှာအကြော်ကြော်ခိုင်းရမလားမိမကတော့ရင်းနှီးကလေးရှိရင်ဈေးထဲမှာကုန်စင်းရောင်းညင့်သည်ဟုပြောဘူးသည်။ကောင်းအတိုင်းကလေးတစ်ဆိုင်လောက်ထောင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့လေဘာလုပ်ရမလဲဘလို့ဖြည့်ရှင်းရမှာလဲ Mrs. Caro Osborne ခင်ဗျာဒီကိစ္စအတွက်ကျွန်တော်ပြဿနာအမှတ်ဘလောက်ကိုဖတ်ရမှာလဲကျွန်တော်ကိုအစမပြတ်မိုးချိုးပစ်နေတယ်ညသိရက်ဆက်အိတ်မပြောင်းအောင်လှုပ်ထန်တဲ့စိတ်တော်ကားတွေအတွက်မင်းညကကျွန်တော်ပြဿနာအမှတ်61ကိုဖတ်ပြခဲ့တယ်ငါမသွားလျင်မြည်တို့လုံးမြည်နီငါမသွားလျင်မြည်တို့လုံးမြည်နီဤတို့သောညီးတွားတဲ့များကို ဤချင်းကကြားပေလိမ့်မည်ကွန်ပျူတာရဲ့စီးပွားရေးပြဿနာတရားထဲမှာအဖြေရှာမရတာနဲ့ကျွန်တော်အာ ကျွန်တော်မိတ်ဆွေစီကငွေ9000ချိဖို့သုံးဖြတ်လိုက်ရပါတော့တယ်ကျွန်တော်မိတ်ဆွေဟာဗန်လုပ်ငန်းရှင်တယောက်ပါအခြားစီးပွားရေးလုပ်ငန်းတွေလည်းရှိပါသေးတယ်သူ့ဘွားရဲ့အဓိကရည်မှန်းချက်ဟာလည်းပြည်သူနဲ့လုပ်ငန်းရှင်တယောက်ဖြစ်ဖို့ပါပဲဒါပေမဲ့သူကကြပြားတရားဘွားကိုအစ်စ်အနေနဲ့လိုချင်ပြန်သေးတယ်လေဒီချက်ကြောင့်ပဲသူနဲ့ကျွန်တော်ဟာပေါင်းဆက်ရနေတာပါ ဒါမဲ့အခုကျွန်တော်သူ့စီလာတာကတော့ဖြင့်ကြပြကိစ္စနဲ့ဘာမှမပတ်သက်ပါဘူးငွေကြေးကိစ္စငွေကြေးကိစ္စနဲ့လာခဲ့တာမျိုးခြေလန်းတော့တိတ်မတွက်လောက်ဘူးပေါ့စင်စားတွေးတောတုံဆိုင်မှုနဲ့ကျွန်တော်ခြေလန်းတိုင်းဟာလေးလံနေရတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်မိတ်ဆွေဟာလူကောင်းသူကောင်းတယောက်ပါဟာဟဲ့လူလာထိုင်းရောက်ရောက်ချင်းမဲ့ကျွန်တော်မိတ်ဆွေကဖော်ဖော်ရွရွဖိတ်ခေါ်တယ်ကျွန်တော်မှသာလာရင်ကိစ္စတမျိုးဖြစ်နေတော့ တော်တော်လက်လက်မရှိပဲဖြစ်နေတယ်။သူ့လုပ်ငန်းကိစ္စတွေရပ်ထားပြီးကျွန်တော်လာတိုင်းပြောနေကြဖြစ်တဲ့စာအကြောင်းပေအကြောင်းတွေသူကစပြောပါတော့တယ်။သူပြောတာတွေကိုစိတ်ဝင်စားရင်ဆောင်ပြီးအလိုက်တင့်ပြောနေရပေမဲ့စိတ်ကတော့ဘလို့စကားစားလိုက်ရမလဲဆိုတာတွေးနေရတာကြောင့် ကျွန်တော်ဘက်ကမတွက်လောက်။ခါတိုင်းတော့စာအကြောင်းပေအကြောင်းတွေကိုကျွန်တော်ကသာဦးဆောင်ပြီးပြောနေကြမဟုတ်လား။ဒီလိုနဲ့ကျွန်တော်အဖို့ရမှာမရေရာတဲ့စကားတွေနဲ့ပဲမျောနေရတော့တယ်။ဒါမဲ့သူ့မှာလုပ်ငန်းတွေနဲ့မဟုတ်လား။ ချိန်ရသူ့အတွက်တံပိုးရှိလာပါတယ်။ခင်မင်လွန်းလို့သာအလုပ်ကိုရက်ပြီးအက်ခန့်စကားပြောနေရတယ်ဆိုတာကျွန်တော်သဘောပေါက်ပါရဲ့။သူကပြောလက်စစကားခဏရက်ပြီး secret ဘူးတဲ့က secret တလိပ်ကို ထုတ်မင်းကြီးတယ်။ကျွန်တော်ကလည်း secret ဘူးလှမ်းပေးတယ်။ Benjamin Franklin ကျွန်တော်ပါဇက်ကမစီမဆိုင်စကားတလုံးထွက်သွားတော့သူကကျွန်တော်မျက်နာကို နားမလည်နိုင်တယ်လို့ကြည့်ပြီးအင်းဟိုမပိမသရေရွှေရှာတယ်ကျွန်တော်အမကိုကျွန်တော်တိပ်ပြီး အမြန်ပြင်လိုက်ရတယ်။အော်ဟိုဘာမှမဟုတ်ပါဘူး။မနေ့တော့ကဖတ်မိတဲ့စာအုပ်ထဲကလူတယောက်ရဲ့အမည်ကိုအမှတ်မထင်ရေရွတ်လိုက်မိတာပါ။ဘာမှမဟုတ်တယ်လို့အမြန်ဖြေရှင်းပြီးအခွင့်ရေးရတော့တစ်ဆက်တည်းပဲကျွန်တော်ပြောချလိုက်တယ်။ခမားကြီးကအကူကြီးတစ်ခုတောင်းညင်လို့လာခဲ့တာ။သူကကျွန်တော်မျက်နှာကိုအတန်ကြာကြည့်နေပြီးကမှရှားပါလေ။ဘာကူကြီးရမလဲ။ပြောလေ။ဟုတ်ဆိုပါသည် ကျွန်တော်ကလက်ငါးချောင်းကိုထောင်ပြလိုက်မြည်ပြုတ်ပြီးကမှဟာမဟုတ်သေးပါမို့ဟုအမတ်ရကလက်ကိုအမြန်ပြန်ပြီးရုပ်သိမ်းလိုက်ရသည်ငွေကြီးခက်ခဲရှိနေလိုပါကျွန်တော်စကားသုံးတဲ့ချိန်မှာပဲသူ့ရှေ့မှာချထားတဲ့ဆယ်လူလာဖုံးကအချက်ပေးတဲ့အတံကြီးလာတယ်ဒါနဲ့သူက ဖုံးကိုကောက်ပြီးတန်ကြာစကားပြောနေရပြန်တယ်သူဖုံးဆက်တဲ့ချိန်မှာကျွန်တော်အဖို့တော့အတွေးမျိုးစုံဟာပြေးလွှာလက်ပတ်နေတော့တာပေါ့ကျွန်တော်အကြံစီကိုရုပ်သိမ်းလိုက်ဖို့လဲစိတ်ကူးမိသေးတယ် ငွေကြီးတဲ့ဆိုတာရှိပြီးသားခင်မင်မှုကိုပြပြသေးတာပဲထင်မြင်သေးသေးတာပဲအာဘယ်ဖြစ်မှာလဲငါမှငွေတအားလို့နေတယ်အချင်းနေစိုးနေတယ်ကလေးတွေအကျွေးတွေလုပ်ငန်းတစ်ခုခုလုပ်ဖို့စိတ်ကိုစောတင်းထားမိပြန်တယ်ဒီချင်းနေရောက်နေမှတော့မထူးတော့ဘူးလေအလုပ်တစ်ခုခုလုပ်ပြီးအမြန်ပြန်သတ်နိုင်ရမှပေါ့လို့ပဲစိတ်ကိုအားတင်းထားရတယ်ဖုံးဆက်ပြီးတော့ကဲဆိုပါအောင်လို့သူကတူတူပဲမေးရတယ် လက်ငါးချောင်းကိုတော့ထောင်မပြမိပါနဲ့ပါဇက်ကပဲအတင်းပြီးပြောဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့ငါငါဟုတ်ထစ်နေပြီးရှေ့ဆက်မပြောနိုင်ပဲဖြစ်နေပြန်နေ तू ကရေးပြီးငါဗျာအားနာမဲ့လူတွေကြာနေတာပဲအပြန်ဘတ်ကားကမပေါ့မဟုတ်လားဆိုကား तू အိတ်ကတ်တဲကိုလက်နိုင်ပြီးပိုက်ဆံချိုကိုထုတ်ယူဖို့ကြိုးစားနေတယ်အတန်ကြာမှ90ရက်တရက်ကိုစွဲထုတ်ကဆက်ကားစီးသွားဗျာဟုတ်ပိုက်ဆံကို လက်ကမ်းပေးလိုက်တယ်။ကျွန်တော်ကတစုံတရာပြန်ပြောဖို့စူးစမ်းနေသေးမှာပဲအခန်းဆောင်တဲ့ကလေးမှန်တကားကိုအသာတွန်းဖွင့်ပြီးအပေါက်ဝါမှာရက်လာတယ်။ဆရာအာရှတနာဘန်ကကိုယ်စလဲနှစ်ဦးရောက်နေပါတယ်။ဆရာနဲ့တွေ့ဖို့ချိန်ထားပြီးသားလို့ပြောပါတယ်။ဩအေးအထက်ခေါ်ခဲ့ကွာ။ကျွန်တော်မိတ်ဆွေကိုနှုတ်ဆက်ပြီးအမြန်ဆုံးလက်ခဲရတာပေါ့။ဖျားသခင် ကျွန်တော်ပေးရန်ရှိသည့်အကျွေးများကိုတင်ပေးဆက်လိုက်ပါတော့ ဖျားသခင်တန်စားတောင်ရေးပြီးမိုးပေါ်သို့ကျွန်တော်ပြင်းမြောက်လိုက်ပါသည်ကျွန်ုပ်ဤစသည်အထက်သို့မြောက်တက်သွားပါသည်တို့ရတွင် ကျွန်တော်ထန်သို့ပြန်ကျလာပါသည်ဖျားသခင်သည် ကျွန်တော်နှင့်ပတ်သက်သည့်ကိစ္စအဝါဝါကိုတာဝန်ယူလိုဟန်မရှိကြတကားဘဲကြောင့်ဆိုသောမိစ္ဆာဒိဋ္ဌိတူဖြစ်သောနိယုတ်တန်ဆိုသူသည်တပင့်ပေါ်သို့တက်ကတည်တည်များကိုချွေချသောကြောင့်တည်တည်များသည်ကောင်းကင်ဘုံသို့မရောက်ဘဲ မြေကြီးပေါ်သို့ကြွေကြရ၏ထို့အချက်အတွက်ဒေါသထွက်နေသောဘုရားသခင်သည် လူသားအလုံးကိုတန်ခတ်ထားသောကြောင့်ကျွန်တော်ရေးလိုက်သည့်စာသည် ကျွန်တော်ထံသို့ ပြန်ရောက်လာခဲ့ရပေသည်တို့ရတွင်ကျွန်တော်ဝိညာဉ်မှကကောင်းကင်ဘုံဤဆွဲငင်အားကြောင့်အထက်သို့မြင်း၍မြင်း၍တက်လျက်ရှိပေသည်ပိုင်စိုးဝေး ်ဘင်ဂျမင်ဖရန်ကလင်ဤရေတံများလင်နိုဤမှတ်စုဝိတုတို့ပေါင်းချုပ်အမှတ်နှစ်မှာ